karuna ati ne sekhan samu phunchu ni lan emotion management and mindful compassion sekhan samu emotion then then but ma ne manat pai emotion sekhan samu so ra ko compulsory emotion အပောင်လက္ခဏာစိတ်ခံစားမှုနဲ့ negative emotion အနှုတ်လက္ခဏာစိတ်ခံစားမှုနှမျိုးခွဲပြီးတော့ပြောပြဖို့ရှိပါတယ်ဒီနေ့ positive emotion အပောင်လက္ခဏာစိတ်ခံစားမှုအကြောင်းပြောပြဖို့ရှိပါတယ် positive emotion အကြောင်းတွေပဲ exercise လေ့ကျင့်ခံလုပ်မယ်မနှက်ပြန်ကြမှာ negative emotion အနုလက္ခဏာစိတ်ခံစားမှုအကြောင်းပြောမယ်ဘုဒ္ဓဆုံးမတာကရှင်းရှင်းလေးပဲစိတ်ကြည်နူးမှုပါမောက်ဆတ် rejoicing စိတ်ကြည်နူးမှုနဲ့စိတ်ဝမ်းသာမှုပီတိ rapture ဆိုတဲ့ positive emotion အပေါင်းလက္ခဏာစိတ်ခံစားမှုတစ်ခုဟာ ရုပ်ခန္ဓာကိုကိုငြိမ်းချမ်းစေတယ်။ relax ဖြစ်စေတယ်။ကာယပတ္တိလို့ခေါ်ပါတယ်။ခန္ဓာကိုမတောင့်တင်းဘူးခန္ဓာကိုယ်ကအကျိုးတွေတဘာဝအရာယော့နေစိတ်ချမ်းသာဖို့ဒုက္ခအဆင့်ကိုရောက်ဖို့မခဲရင်ဘူးဒီလိုကိုရောစိတ်ပန်ချမ်းသာမှ positive ဖြစ်မှာ စိတ်တည်ငြိမ်မှုတမာတိ concentration ကိုမပင်မပန်းရနိုင်တာတဲ့စိတ်တည်ငြိမ်မှုရှိရင်တောင်းတယုံစိတ်အနှောင့်အယှက်မဖြစ်နိုင်ဘူးများများဖြစ်မဲ့ဟာအနှဲငယ်များပဲဖြစ်မယ်အနှဲချင်းဖြစ်မဲ့ဟာဆိုရင်မဖြစ်တော့ဘူးမောဆုံးဒေဗန်သူရနဲ့တွေ့ရှိချက်အရာဆေးရဲ့ကောင်းစုခံစားမှုတိုင်းကို ရုပ်ခန္ဓာကိုယ်တဲ့ဆဲဝတုကနားထောင်ပြီးမှတ်တမ်းတင်ထားတယ်လို့သိရတယ်။ကြည်လင်တဲ့စိတ်ခံစားမှုဟာကျမ်းမာတဲ့ခန္ဓာကိုယ်ဖြစ်စေရဖို့မထောင်းတဲ့ကိုယ်ခုနဲ့မှစေပညာလို့ပဲဆုရတဲ့ဘေပန်ဆရာမကြီးဒေါက်တာအဲလစ်ဘတ်ဘလက်ဘန်ရဲ့တွေ့ရှိချက်ပါကြည်နူးနိုင်စွာ စိတ်ဝမ်းမြောက်နေစွမ်းရှိတဲ့စိတ်အစွမ်းအစ positive emotion ability တွေဟာစိတ်ကြံ့ခိုင်မှုစိတ်ရဲ့ခုခံစွမ်းအား emotional immunity ကိုရောရုပ်ရဲ့ခုခံအား physical immunity ကိုပါ ကောင်းစေလို့ပေါ့ပြီးတော့ဗုဒ္ဓမြတ်ရှင်တော်မြတ်ဖရာကမိန့်တော်မူတာရှိသေးတယ်စိတ်တည်ငြိမ်ရင်ညံကောင်းတယ်အတွေ့ကောင်းတယ် ဆင်းခြင်းတော့ညာမြင့်မာတယ်တဲ့ဒါကြောင့် positive emotion ရှိဖို့ဘလောက်အရေးကြီးတယ်လဲဆိုတာသိဖို့လိုအပ်တယ်ဒီ positive emotion process ဖြစ်စဉ်ကိုသောတံပိတကအဓိကနေကတိလက္ခဏဘဝကသောတံပေါင်း73သုတ်ရှိတဲ့နေရာမှာသောတံ30လောက်က ထက်ခါထက်ခါမိတ်တော်မူတယ်။နေစဉ်လူလောကလုပ်ငန်းတွင်နေမှာရောလောကုတ်တဲ့တရားအရာကိုအတွက်ပါအိမ်နမအခရာကြလို့ပါ။ဒီနည်းဆိုရရင် positive emotion မဖြစ်ပဲနဲ့တရားထုတရားမြတ်မရနိုင်တယ်လို့နေစဉ်လူလောကမှာလည်းဘာကိုမှစိတ်တိုင်းမကျတမျိုးမဟုတ်တမျိုးစိတ်ဒုက္ခဖြစ်နေမှာ လောကုတ်တရားတရားရရှိတာကိုမက်ဖို့ရတယ်လို့ဆိုပါတယ်မက်ဖို့ရတဲ့အချိန်မှာတိစိတ်ရဲ့အစိတ်ပိုင်း components of awakened mind ခုနခုရှိပါတယ်လေပုဇင်ခုနပါလို့လည်းခေါ်တယ်အဲ့ဒီထဲမှာပီတိ joyful feeling နဲ့ပတ္တိ calm ဆိုတာ positive emotion အပေါင်းလက္ခဏာစိတ်ခံစားမှုတွေပဲ သမာဓိ concentration နဲ့ဥပေက္ခ equanimity ကတော့ emotion ကိုတည်ငြိမ်အောင်ထိန်းပေးတဲ့ stabilizer ပုံစံမျိုးပါဓမ္မဝိဇ္ဇာစူးစမ်းမှု investigative energy နဲ့ဝိရိယ effort တို့ကတော့ active energy တက်သွားတဲ့အင်အားတွေလို့ရေပုံရယူဆနိုင်တယ်။တတိယဆုံးထက် mindfulness ကတော့အားလုံးကိုထိန်းပေးတဲ့ general controller ပေါ့ င်းစင်လူလောကလုပ်ငန်းခွင့်ထဲမှာလည်းပဲ positive emotion အခြေခံမရှိရင်ဘာမှမဟုတ်တာလေးနဲ့စဉ်းညက်တရားကိုတရားအဖြစ်မြင်အတင်းပြောပူပင်စရာမရှိ ရှိအောင်ရှာအဲ့ဒီလိုဖြစ်တတ်တယ်စဉ်းညက်စရှိရင်လည်းတော်တော်နဲ့မပြောက်တော့တရက်ပြီးတရက်တစ်လပြီးတစ်လစဉ်းညက်စရာအခြေခံတွေကို စုမှန်းမသိစုမိနေတတ်တယ်ဒါကြောင့် ရှိနေတဲ့ positive emotion တွေကိုတွေးအောင်ရှာမယ်။တွေးပြီးရင်အားကောင်းအောင်လုပ်ရမယ်တဲ့။ဒါကရှိနေတဲ့ positive emotion အတွက်မရှိသေးတဲ့ positive emotion ကောင်းတဲ့စိတ်ခံစားမှုတွေလည်းရှိအောင်လုပ်ရမယ်။ဒါ positive emotion နဲ့ပတ်သက်တာ။ negative emotion အနှုတ်လက္ခဏာခံစားမှုနဲ့ပတ်သက်တာလည်းဒီတိုင်းပဲ။ ဗုဒ္ဓဟောထားတာအယံရှင်ရှိနေတဲ့ negative emotion ကိုတွေးအောင်ရှားရမယ်ရှားဖြင့်အဲ့ဒီ negative emotion မရှိအောင်နည်းသွားအောင်လို့ပြီးတော့မရှိသေးတဲ့ negative emotion ကိုလည်းပဲမဖြစ်အောင်လုပ်ရမှာပေါ့ဒါကိုပဲ right effort သမ္မာဝါယမသမ္မာပဒံလို့ပါဠိလိုခေါ်ပါတယ်အလက်အလက်လမ်းစဉ်မြေစိမပြိပိတာ မေဒဝေးရဲ့စိတ်ပိုင်းတစ်ခုပါပြန်ပြောမယ်နံပါတ်1ရှိနေတဲ့ positive emotion ကိုတွေ့အောင်ရှာပြီးတော့များအောင်အားကောင်းအောင်လုပ်ရမယ်နံပါတ်2မရှိသေးတဲ့ positive emotion ကိုရှိအောင်လုပ်ရမယ်နံပါတ်3 negative emotion နဲ့ပတ်သက်ရင်ရှိနေတဲ့ negative emotion ကိုတွေ့အောင်သိအောင်လုပ်ရမယ်တွေ့ရတည်တယ်ဆိုရင်ဒုက္ခပြောက်ပါတာ နံပါတ်၄မရှိသေးတဲ့ negative emotion ကိုတော့မရှိအောင်မဖြစ်အောင်လုပ်ရမယ်။အဲ့ဒီ၄ခုကိုဓမ္မသမ္မပဒံ၄ပါးဆိုပြီးတော့ခေါ်ကြတာပါပဲ။သမ္မပဒံဆိုတာကတော့ကြိုးစားပုံကြိုးစားနည်း၄မျိုးပေါ့။ကြိုးစားရဆိုတော့ focus မရှိဘဲနဲ့ဘယ်လိုကြိုးစားမလဲ။စူးစမ်းမှု မရှိဘဲနဲ့ရွေးချယ်မှုမရှိဘဲနဲ့ဒီတိုင်းကြိုးစားရင်အရာမရောက် ဥပမာ ground ချပြီးငါဖမ်းမယ်ဆိုပြီးတော့ရေထဲခုန်ချပြီးဒီနေ့ကိုငါရှာတယ်ငါကဘယ်လိုနေရာမျိုးမှာနေတယ်လဲဆိုတော့မသိဘူးငါကဘယ်လိုဖမ်းမှရမယ်ဆိုတော့လည်းမသိဘူးမသိတဲ့အခါကျတော့ဒီပုဂ္ဂိုလ်ငါဖမ်းတယ်လို့မခေါ်နိုင်ဘူးတငါတယ်လို့မခေါ်နိုင်ဘူးရေနောက်အောင်လှုပ်တဲ့ပုဂ္ဂိုလ်လို့ပဲခေါ်နိုင်တယ်အဲ့ဒီလိုပါပဲ emotion တွေကသူတို့ကိုကိုကမသိတဲ့အချိန်မှာ နောက်နေတယ်ရှုပ်ထွေးနေတယ် emotion တွေနောက်နေတာနောက်တယ်လို့ရှိလို့ပေါ့နောက်တဲ့ဒုက္ခအခြားမဟုတ်ဘူး negative emotion ရှိနေတာကိုရှိနေမှမသိတဲ့အဝိဇ္ဇာ ignorance ပဲဒါကြောင့်ရှိနေရှိနေတာကိုသိအောင်လုပ်ပါငါအကြောင်းသိတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုနေရာမျိုးမှာငါခိုနေတတ်တယ်လဲဘယ်လိုအစာမျိုးနဲ့ညာရင်ငါလာတတ်တယ်လဲ ရေစည်းတိုင်ငါးကဘယ်လိုနေရာမျိုးမှာနေတတ်တယ်လဲဆိုတာကိုလေ့လာပြီးတော့ညားတဲ့ပုံကူကြတော့အချင်းအများကြီးမဆုံးရဘူးအဲ့ဒီပုံကူကြမယ်ငါဖမ်းနေလို့ခေါ်တာပုံကူရရှိတဲ့နေနဲ့အချက်အလက်ပြည့်စုံရှိတဲ့လူနဲ့မရှိတဲ့လူဒီနေ့ရောက်ရှင်လိုက်ရင်တို့ကြိုးစားမှုဝိရိယရဲ့ရလတ်ခြင်းမတူနိုင်ဘူး အတိဉာဏ်ပညာနဲ့ကြိုးစားသူကပို့တာမှာပေါ့